နွားပါရှင်ဆရာစောတီရဲ့ဝတ္ထုစုပေါင်းချုပ်ပိုင်းနှစ်ကိုခပ်ပြပါမယ်ရှင်ဥတော်ပီတာနဲ့ကိုခင်းဤနေ့ရက်တနေ့မနက်လုံးမိုးအောင်ရက်တတိခင်းလုံးမိုးစိန်နေသည်ထိုခေါင်းမျိုးတွင်ဖဲကိုမမသွားခြင်းမလားခြင်းမိသောနေရာတစ်ခု၌သာ ကုန်၍နေဖို့ကောင်းတော်သည်တို့ရာတွင်ထိုနေ့ကအင်ကန်ပတိပေါက်တကရွယ်တစ်ခုခွင်ထားရာဖြစ်သောနေရန်အကွယ်တွင်ကျွန်တော်သည်တစောင်းထား၍ တခွေခွေချနေသောမိုးပေါတို့ကိုကြည်နေမိသည်ထိုအခါမိုးရေဆူရွှဲနေသောကြီးတကောင်သည်သူ့အတောင်နှစ်ခုကိုတင်ယုတ်ကပထင်းတကားရွက်ပေါ်သို့နာလာပါသည်ကျွန်တော်ကမြင်ဟန်မတူပါစနောဒီသူကိုကြည်ရင်အာအမိသည်ကြည်ရဆိုသည်မှာနေ့စဉ်ဒီတိုင်းမြင်နေရသောငမျိုးဖြစ်သောကြောင့်ရခင်ခါများက သူတို့ကိုအလေးမမှုခဲ့တော်လဲဤတခါတွင် ပတင်းတခါရွက်ပေါ်သို့ နားလာသောထိုကြီးကလေးကိုဂယုစား၍ကြည်နေမိသည်ထိုကြီးကလေးသည်တကူလုံးမိုးရိပ်ရွှဲနေသည်ဖြင့်သူ၏ကိုယ်ကာယသည်တည်တည်တွတ်တွတ်ဖြစ်နေသည်နှုတ်သည်ချွတ်ချွတ်တကူနှင့်မျက်လုံးမမှုနှလုံးတို့ထေရှားသောသူ၏မျက်နှာသည်ငြိမ်နေသောလက္ခဏာရှိသည်အကြောင်းတကူကူကို သူစဉ်းစားနေသည်အမှန်ပင်သူဟိုလာမာလာသို့မှဖိုက်ရှိပါ၏လား အတိုင်းရှိရင်သူသားကလေးသမီးကလေးများထံသို့ပြန်သွားဖို့ကောင်းတော်သည်လေပင်နေမှု၏ဆိုနေသောအမွေနှစ်နှစ်တို့သည်ကောလန်နေကြသည်ဖြစ်ရာအောက်ခြေတွင်အမွေနူးနူးဖြူဖြူများသည်လေပင်ကိုရပ်ပတ်ဖြူခွေးနေကြသည်လေဤဖြူဖြူနှင့်လှတော်ငမမဲကလေးပင်မိုး၏ရွှဲ၏ဘိုးတဲတရှဲရှဲမြည်နေသောကဘာကြီးတွင်နှခေါင်းသာအားလိုက်တော်သူသည်ပြီးချိုရီလာသည်ဖြင့်စင်စစ်ကြီးသည်မဟုတ်ကောင်းကင်မှကြာလာသောကယူနာသည်တစ်မျိုးပါပဲ ။မိုးဤကလည်းရှဲလျက်ပင်ရှိသေး၏။မိုးတန်ကလည်းရှဲလျက်ပင်ရှိသေး၏။လေဖြူဖြူနှင့်လှသောကြီးကလေးကလည်းပတိတကားရွက်ပေါ်ရင်ငေးလျက်ပင်ရှိသေး၏။ဒီလိုနေလို့မဖြစ်သေးဘူးလေ။လှုပ်ရှားရှိရလို့၊ဖားရှားရှိရသွားဦးမှာပဲလို့။တယောက်တည်းညီတန်းကကျွန်တော်ဒီကျွန်တော်ကိုမပြင်းသောကြောင့်သာဆေးလက်အင်းငင်းနေရှာသောကြီးကလေးကိုသူ့ဘာသာနေစေ၍စာရေးစပွဲခုံရှိရသို့ထားလာခဲ့သည်။ စပွဲခုံပေါ်တွင်တင်းရှိနေပြီဖြစ်သောစာနှုတ်ကိုမစည်းမထုတ်သေးခင်ကျွန်တော်သည်တစီတစောင်းလန်လောကြည့်မိသည်တအုပ်သည်မိမတို့၏အဖြစ်ကိုပြသောစာအုပ်ဖြစ်သည်စာတအုပ်သည်လည်းထိုသဘောကိုပင်ပြသောပိုင်းပါသည်စာအုပ်ဖြစ်သည်အော်ဒီစာအုပ်မှာမိမတွေမကောင်းကြောင်းကြီးရေးထားတာပဲရေးပုဂ္ဂိုလ်ဟာမိမတွေနဲ့ခွာခြားခဲ့ပြီးခင်ねသူအစိုးတိုင်းသာဖြစ်ရင်မိမတွေတည်ဆိုးပါကလားသို့တော်လည်းမိမတွေကောင်းသည်ဖြစ်စေ ဇိုးဤဖြစ်စေဤချမ်းရည်သူဟာမိမာရီအကြောင်းကိုတော့လဲကျူးဆိုင်ပြီးအေးသားပဲအင်းဒီစာအုပ်ထဲမှာလဲအဋ္ဌိယကထာပိုင်းဟာလူပြောအလွန်များမိမာရီရဲ့အဖြစ်အကြောင်းပြောကြတဲ့အခါမှာဒီပိုင်းလေးကအကိုကားရီခဏခဏပါနောက်ပြီးတော့မိမာရီကိုမရှိမကောင်းရှိမကောင်းသည့်မပောင်းလဲခက်ပောင်းလဲခက်ဤရဲ့ ဆိုလို့ရှင်လို့တော့အကောင်းသားနှုတ်ပေမဲ့ဒီလိုသားဖြစ်ရင်ယောက်ျားရီဘယ်လိုနေကြရမလဲလူပုံမှာမွေးမလာချတာကကောင်းသေးတော့မွေးမလာချရင်လည်းအမေရီရှိကြမှာမဟုတ်ဘူးပဲပဲကဲကဲမွေးလာချပါပြီတဲ့စာဆိုတိုင်းယောက်ျားရီဟာဝိကြောင်းလောကကြီးကိုညှင်းဝေပြီးအားလုံးဖုံးကြီးလောက်ကုန်ကြရောဆိုပါရောဒီတော့မြို့မြို့ရွာရွာမှာမိမရီကြီးကြံရီခဲချမှာပေါ့ တော်တော်ကြာမိဆွာရီဝင်လာကြရင်ခက်ပဲဘုန်းကြီးဝတ်တွေနဲ့တော့သာထွက်ကြရမယ်ဆိုရင်အတော်ရှုပ်ဆိုးပေးမယ်။ဒါတော်တော်ရှိတ်ဆက်ပြီးတွေးမနေနဲ့တော်တော်ကြာရင်စားလိုက်ပိတ်သွားလိမ့်မယ်။စောင်းမသူက မာလို့ဘိုးသူကပိုလိုက်ရင်ပြီးရောမဟုတ်လားဟုတယောက်ထဲတွေးရမှာမိမိကိုကိုမိမိဆုံးမလိုက်သည်ထို့နောက်စောင်းကိုတီချာစာဆက်ကူနဲ့ပတ်စောင်းထဝီနဘေးလေးဘက်တွင် ကျိုးဖြစ်ခိုင်ခိုင်ကြီးထို့နောက်ညနာတစ်ဖက်တွင်အရှင်ဥတော်ပိတာ စကူတမန္တလေးဟူသောလိမ့်စာစကူတစ်ချက်ကိုကော်ပြဖိခတ်ပြီးလေသည်ထို့နောက်ထီးတလက်ကိုပိတ်စာအုပ်တို့ပါစာတိုက်တို့ထွက်လာခဲ့သည်စာတိုက်တွင်လူရှင်းသား၏အတွင်ဘတ်တွင်မောင်းနေသည့်ဖြစ်တမီးမြောက်ဖွင့်ထားကြရာတခဲလုံးဝါထိန်နေသည်ကျွန်တော်သည်ယေရှုစက်ထရီလောက်ရာဌာနဘတ်သို့လှမ်းစီလိုက်သည် ။တံပီးအောင်ကြောင့်ဘာတချံဝါလျက်စတုံးမမြင့်တမြင့်နဲ့ခေါင်းဟုတ်စာရင်းနေသောစီမားတို့ကိုမြင်ရသဖြင့်အာမီသည်ဌာနသို့ရောက်သောအခါကျွန်တော်သည်စောက်တို့ကိုတန်တိုင်းစားမထိုးပေးလိုက်သည်။ထိုစီမားကကောက်ယူ၍ချိန်ခွေထဲ၌ထဲချိန်သည်။ ထို့နောက်သစိတ်ကောင်းကဲ့ရင်ပြော၍ပြော၍စာအုပ်ထုတ်ကိုကျွန်တော်အားပြန်ပေးပါသည်ကျွန်တော်သည်သစိတ်ကောင်းရောင်းသောစိုင်းတို့တွား၍ဝယ်ရရှိသည်ကိုဝယ်ကတ်ဆရာရှိသည်ကိုကတ်ပြီးရင်ဌာနဘက်သို့ပြန်လာမည်ဟုခဲလိုက်ရာစာဖို့တိုက်ဝင်အဝေးမှဝင်လာသောယောက်ျားပြုလူကို၎င်းထိုယောက်ျားပြုကိုမျက်လုံးပြူးမျက်စံပြူးနှင့်အာသင်ပြက်ကြည့်နေသောစီမောက်ကို၎င်းပြင်မိသည်ကျွန်တော်သည် နီးကိစ္စကိုလင်းမြန်ပြီးစေလို့တစ်ဖြစ်တစ်စိတ်ကောင်းကပ်ပြီးသောစာအုပ်ထုတ်ကိုတန်တိုင်းချမထိုးပေးလိုက်ပြန်သည်စေမသည်စာအုပ်ထုတ်ကိုကောက်ယူ၍ပြင်ပတ်သို့လှမ်းကြည့်ပြန်သည် ထို့နောက်အမိုးသို့ရောက်လာပြီးဖြစ်၍ဒီကိုတစောင်းပိတ်ကမိုးရီများကိုခါတွတ်နေသောရခင်ယောက်ျားပြောအားလှမ်း၍အော်ကိုခင်မိုးရင်ကြီးရဲ့မှာဘာကိစ္စထူလာပြန်တလဲအင်ကိုရောက်ခဲ့ပလားသဘေစားပြီးပလားကျွန်မပြင်ထားခဲ့ရလေနာယူကိုကြည့်လိုက်ဒီနေ့နဲ့ကိုခင်အလုတ်ဆင်းလာတာဆိုလာကြီးကလား ။လုံကြီးလဲမိုးရီဆိုလို့ရှင်းနဲ့ရှင်းထီးလဲအပါသားနဲ့ဈေးမကတမိနစ်အတွင်း၌ထပ်ပါစကားတို့ကိုရရောစွာပေါ်လှပ်နေကကျွန်တော်ဤစာအုပ်ထုတ်သည့်နရွက်မခန့်ဝန်ထိုဈေးမချထားသောနေရာတွင်ခက်ကုတ်ကုတ်လုံနေ ရရှာသည်ကျွန်တော်မှာထိုရောက်ကြဖြူဤဒီမှာတဆက်ဆက်ချနေရှာသောရေစက်များကိုကြည်နေမိသည်ထိုရေစက်များသည်ကျန်ပေါ်တွင်စုပုံနေပြီးနောက်ဟိုဘက်စီရတော့မလို့လို့ဒီဘက်စီရတော့မလို့လို့ပြူပြီးမှမိမိတို့ရေပေါင်းဖော်များရှိရာရေမြောင်းထဲသို့အငိမ့်သားစီစဉ်သွားသည်ကိုလည်းကြည်နေမိသည်ထိုရောက်ကြဖြူသည်ကျွန်တော်ဘက်သို့တစ်ချက်လှည့်ကြည့်၍မတိမသားပြုံးခဲ့အင်းအင်းဘဲကလာပြီးသမင်းဆာရအောင်မှလည်းတော့ကိုထားမပစ်ခဲ့ပဲနဲ့ဟော့တော့တော်တော်ခါကိုတော့မပေးခင်ဘူးချိမချိပါဦး င်းမေးလိုက်တဲ့ဖြစ်ချင်းကိုခင်ခုအင်ကို ရောက်ရက်ပါနဲ့တကားတော့ကလောက်ခတ်ထားလို့မဝင်ခဲ့ရဘူးပေါ့အေးလေနင်းမတော်မထားခဲ့ပဲငါဘယ်နဲ့လုပ်ပြီးဝင်နိုင်မှာလဲနောက်ကိုမမေးပါဘူးတော့ဟုအလုံးတန်ပြောပြောနေပြောပြီးနောက်ထိုးစီးမသည်ခတ်အုပ်အုပ်ရေးရင်တော်တွေကိုမိအင်ကြီးအိမ်မှထုံလိုက်ပြီးတော်တွေသည်ချက်ကနေမြည်၍အလင်းတို့ လာသည်ကအုံအုံနီသောသူစီမအီရည်တန်သည်အလေးလို့ထွက်လာသောထိုတော်တွဲကိုထိုယောက်ျားပြူကြီးလက်တို့ရအောင်အစောတလင်းလိုက်ပို့လိုက်ပြီးကဲတန်တစ်ခုတည်းကလိုက်ပို့ရသည်မှာအာမရတေရွေလံပတိကိုခင်းဟင်းမလောက်ရင်ယူစားနော်ကြောင်ရင်ထဲမှာရှိလေရဲ့မိုးလုံးအောင်ထီကိုဆောင်းသွားပါဟုသောစကားတို့ကလည်းစာဖို့တိုက်ဝင်းအဝင်ဝါအထိမမီမကန်းလိုက်ပို့လိုက်ပြန်သေးသည် ဝိဟိကလည်းရှဲလျက်ပင်ရှိသေး၏။မိုတန်ကလည်းရှဲလျက်ပင်ရှိသေး၏။ကျွန်တော်ဒီလွမ်းစရာကောင်းလာတော့ထိုဆက်ထုတ်ကလေးကိုမြင်ရပြီးသည်နော်။တန်တိုင်းရှိရင်ရဲဝင်စွာမမတ်ရလိုက်ပါသည်။ထိုခါချမှထိုစီးမှသည်အိယာမလန်တို့လာပြီးတကယ်သူကျွန်တော်အားမျိုးလုံးမျိုးမျက်စံပြူကြည့်ပြီးလင်အိမ်လေးပြန်ဆဲ၍ကျွန်တော်၏စာအုပ်ထုတ်ကိုကောက်ယူလိုက်သည်။တော့တော်လေးစာကိုကြည့်လင်လက်ခံစာအုပ်တွင်ရေး၍ ြတ်ပိုင်းစာရွက်ကိုကျွန်တော်အားမကြည့်ပဲပေးလိုက်ပါသည်ကျွန်တော်ဒီဖြတ်ပိုင်းစာရွက်ကိုလမ်းယူရထားလိုက်ရင်အမှတ်တမဲ့ဖြတ်ပိုင်းပါစာကိုဖတ်ကြည့်ရအရှင်ဥတော်ပိတာ စကုတိုက်မန္တလေးဟု ရေးရမည်နေရာတွင်ကိုခင်စကုတိုက်မန္တလေးဟုရေးထားသည်ကိုတွေ့ရသည် ပြုံးလဲပြုံးချင်လာတော့သည်ကျွန်တော်ချက်ချင်းပြန်လှည့်၍တကယ်စိတ်ဆိုးလေးဟန်မျက်နှာထားနေပြုတ်ပြုတ်ကျုံရဲ့အရှင် ဦးတော်ပီတာကိုခမည်းကဘာဖြစ်လို့ခမည်းကိုခင်လုံလိုက်ရတလဲဟုမေးပြောပြောရင်းဖြတ်ပိုင်းစာရွက်ကိုပြန်ပေးလိုက်ပါသည် ထိုအခါစီမာသည်ညလုံးဖြူမျက်စံဖြူဖြစ်ပြန်၍ကျွန်တော်ကိုကြည့်လိုက်ဖြတ်ပိုင်းစာရွက်ကိုကြည့်လိုက်အတော်ကြာအံ့အားသင့်နေပြီးမှပြုံးလာပြီးနင်းဒီခံမှရှင်ဒီခံမှကျွန်မရဲ့ယောက်ျားကိုခင်ရောက်လာတာနဲ့ဟုဆိုကဖြတ်ပိုင်းစာရွက်ကို night ပြင်၍ရှိပါသည်ထိုနောက်ဆက်သွေးကြောင့်ပြုံးမဲ့မဲ့နေသောမျက်နှာဖြင့်ကျွန်တော်ကိုမရေတရေချီကဖြတ်ပိုင်းကိုပြန်ပေးသည် ်ကျွန်တော်ဒီနှိုင်းရယူရင်ဘလောက်ပဲလားဗျာဟုဆိုကစာဖို့တိုင်းမှာခွာနေပါသည် နောက်ထပ်စီမားကြီးရေတံကို ကြားလိုက်ရပါသေးသည်ဦးတော်ပီတာကတော့ငယ်ဖြူမို့စောင်းတော့မှပါတဲ့အတိုင်းမိမရီမကောင်းကြောင်းကိုချက်ချင်းသဘောကျပြီးအလွဲတကူလက်ခံလိုက်မလားမသိတကယ်လို့များဒီအကြောင်းကိုကိုခင်ဖတ်ကြည့်လိုက်သူဟာလွယ်လွယ်ကူကူနဲ့လက်ခံနိုင်ပါမလားဟောရာဟာစဉ်းစားစရာပဲအလို့ဒါဟာငါအရေးမဟုတ်ပါဘူး ိုခင်ရေးပါတော်တော်စိတ်ညောင်းလာတယ်ဟုတယောက်တည်းအတွေ့ထဲမှာဒုတိယအချိန်မိမိကိုကိုမိမိဆုံးမ၍မိမိအိမ်တို့ပြန်လာပါသည်မိုးရေကလည်းရွှေလျက်ပင်ရှိသေး၏မိုးတန်ကလည်းရှဲလျက်ပင်ရှိသေး၏အိမ်ဖြူနှင်းလှတော့ကြီးကလေးသည်ပတင်းပေါက်တကားရွက်ပေါ်မှာရှိမရှိသေး၏လားသူတိုက်စီတို့ပြန်သွားပြီလားကြီးတော့ကြီးပဲတို့ရရင်နှခေါလောက်သာအားလိုက်တော့သူတန်သည်ကြီးတယ်မဟုတ်ခေါင်းငယ်မှကြာလာတော့ကျူနာတန်တစ်မျိုးပါပဲ ကန္နာလောကဖေဖော်ဝါရီ1934ပြည်ကြီးပါရခန်းတက်နာမင်းတီထန်တပြအမြင်လောက်တွင်ဝိုင်းဆက်ကစိတ်ချမ်းခြင်းစရာဖြစ်အောင်ထိန်လျက်နေပေသည် ထိုကားရင်းမြည်သူသည်မငေးဝဲမစီဝဲနေနိုင်အန်နီမြည်သူသည်မချစ်ပဲမလွမ်းမဲမအောင်အောင်ပဲနေနိုင်အန်နီကျွန်တော်ဒီလာမင်းအောင်ငေးရီကြီးလာမင်းကလည်းကျွန်တော်အောင်ငေးရီကြီးနေစကားဖြစ်မြည်သူများမပြောနိုင် အတန်ကြာတော့လေပြေကလေးသည်ကျွန်တော်ထံသို့ညင်ရွေတိုင်လာလေသည်ညီကင်းနောက်ချင်းကိုငေးဆိုင်ပြီးကြည့်နေတာမညောင်းသေးဘူးလားညင်ငေးနေရုံလည်းပဲပြီးအောင်ပါမယ်ချိန်ကုန်လာပါကောကျွန်တော်ကိုချစ်လို့လွမ်းကြီးနေမယ်အန်အောင်ကြီးနေမယ်ဆိုရင်လည်းအချိုးမထူလာပေဘူးတိတ်လည်းမလွမ်းနဲ့ တိတ်နဲ့မအံ့အားနဲ့အောင်ကြီးရဲ့ညီခင်တို့လိုပါပဲညီခင်တို့ကမြေပေါ်မှာခီးတယ်နောက်ကြီးကကောင်းကင်ကခီးတယ်ခီးတဲ့အချင်းချင်းပဲအချိန်တန်ရင်နားချစကန်ချကြတာပဲနောက် landing shot us ပြေပဲဒီတော့ညီခင်ဟာနောက်ကြီးကိုမငေးလို့နဲ့မချလို့နဲ့ပလန်လို့နဲ့မအံ့အားလို့နဲ့နောက်ကြီးကတော့ကိုလိုက်နာပါအောင်ကြီးဟာစစ်စစ်ကဘာဦးကလေးက ိုင်းဝိုင်းဆက်ဆက်ဖြူဖြူပွပွေးလှတော့လဲမန်နာကိုပြောတတ်တယ်မန်နာကိုပြောရဲဆိုတော့နာခါစမြဲပဲကဲကဲမငေးလုံးနဲ့ဟိုမှာကြီးစန်းကြီးစန်းငင်းရလာတော့လေကြီးကလေးတီးလဲအငင်းရပ်သွားလေဤ ကျွန်ုပ်ဒီဟောဟုံနေရာကိုကြည်လိုက်ပြီးတည်းအခန်းနှင့်ကြည်လိုက်သောနေရာတွင်များစွာသောပြတ်သက်တို့သည်ဟိုလိုပေါက်ရက်ရှိကြလေပြီး၎င်းတို့လည်းတွင်တောင်ပေါ်ပမာမမမမမြင့်တွင်လေသောဘုံကိုစေပြတ်သက်ကြီးတဲ့ရှိလေသည်ပြတ်သက်များ၏ဘေးပလဲတွင်မျိုးရိုးကြီးဝန်းရည်လျက်ရှိသည်မျိုးရိုးဟုချော်၍မြင့်တက်နေကြသောထမ်းမင်းများသည်လီလာရောင်ကောင်းဟင်ခန်းတွင်ရက်တောင်စိန်ကလေးများ အဖွဲထင်ရှားကုန်ဤမျိုးရိုး၏အပြင်ဘက်တွင်ကျုံချောင်းကြီးရှိထိုကျုံကြီးမှာ မျိုးရိုးပလယ်ပလယ်ကိုတောင်းဝိုင်းချီပလယ်နေ၍စီးနေရရှာဤကျုံဤကန်တပေးတွင်ခြာပွေနင်းနီရဲရဲကလေးများသည့်ကြရွက်အဝိုင်းစိမ့်စိမ့်တို့အကြားမှာမွေဟောက်ကလေးများပပြင်းထောင်လေးတကယ်သူသူယိုတန်းနေသူထောင်ရေးပွင့်နေကြ၍ကျုံကန်းဆက်ရင်ညက်နေပြင်းများတွင်ဟင်းသာပဓာရောင်မျိုးယိုမျိုးယိုးပေါ်ရှိတဆောင်းဝဝကလေးများတဆောင်းဤ နဘေးရှိထန်းသည့်ဆူဆူကလေးများရိတ်တို့သည်အညီအညွတ်စီဝေးနေကြကုန်သည်ခန်းတော့အညီရသွားတော့နေသေးသည်တဲ့ပြန်၍ဆလာပြန်သည်ညီကေအဲ့ဒါဟာဘာယာပြည်ကြီးဆိုတာပေါ့ကြည်လိုက်စမ်းမြေမူတောင်ချင်းရင်မှငေါ်၍ထနေတော်မူလူကလေးပေါ်မှာပတ်လက်ကလေးထင်နေလိုက်တာဘဲကတော့အန်အားစရာကောင်းတယ်။နောင်ကြီးရဲ့စိတ်ထဲမှာဖြစ်ဒီဘရာပြည်ဟာဘေးဘက်ကိုနှိမ့်ချသွားလိမ့်မယ်ကြီးထင်မိနေရဲ့ ို့ပေမဲ့မကြပါဘူးမကြဘူးဒီလိုပလက်ကလေးတင်းတင်းလျက်နေပဲကြီးပွားလာတာပါယုံမမောင်ယုံမဒီပရာဒီနဲ့တကွစပူဒီပါလက်ရတောင်ကျွတ်တို့ဘဲတို့ညာတို့ဆိုတာများဟာနောင်ကြီးရဲ့မျက်စိအောင်မှာကြီးကင်လာကြတော့သူတို့ရဲ့ချောင်းကိုနောင်ကြီးကောင်းကောင်းသိရပေါ့အင်းစကားစတမီလို့ပြောရအောင်မယ်ဒီခင်တို့စပူဒီပါလက်ရတောင်ကျွတ်မှာလွမ်းသမားတွေတဲပေါ်တကူ မောင်နှုတ်ကျုံသားများဟာတစုံတစ်ခုကိုတွင်ပြီးလောက်ကိုင်းလိုက်ပလားဆိုရင်စကြဝဠာတစ်ခုလုံးအတွက်အချိုးဖြစ်ထွန်းတော့မလောက်လွမ်းလွမ်းနေကြတကူဒါရီကကြားရမြင်ရတော့မောင်နှုတ်ကျုံပေါ်ကားစားကဘယ်လူမျိုးမဆိုအယုံလက်အမြန်မြေလိုချင်နေဆိုရင်ညနာမလိုက်ပဲပေးတက်ကန်းထက်တဲ့ပတိသားပင်ကြီးကိုမြင်ပူးခဲ့တဲ့နောင်ကြီးမှရည်ချင်တာပေါ့မောင်ရည်ချင်တာပေါ့ ။မောင်လို့ကျော်လာများဟာစိတ်ကောင်းတော့ရှိကြပါရဲ့။တို့ဝိမဲ့လှုပ်လိုက်တဲ့အလုံများဟာတစ်ဖက်စီးနေတွေများတယ်။သူသားရင်ငါးနာ၊သူနာရင်ငါးသားနေတာကြီးပဲ။ပရိသားပင်တို့တော့ဘသူ့ဘုံမှာအယုံနဲ့အမြန်ယူချမ်းသာအောင်ချမ်းပြေအောင်မလုပ်ပေးနိုင်ဘူး။ င်းပြေကလေးလည်းအငင်းရသွားပြန်လေသည်ကျွန်တော်လည်းဟိုဟိုနေရာကို ကြည်လိုက်ပြန်သည်အခန်းလေးလေးတောင်တန်ရှိသောမျိုးရိုး၏အပြင်ဘက်တွင် အင်ငယ်တို့သည်အများပြချဲ့ရလျက်ရှိကြသည်ဘာယာပြည်သူပြည်သားတို့ရက်ကွက်များသည်မျိုးရိုး၏အမြင်နှင့်နိုင်စားလျင်အင်ငယ်တို့ရင်းမြင်မှမပြောလောက်ချေမျိုးရိုးချင်းများမှာချဲ့ရဖြစ်ကြသောအင်ငယ်များကိုခုံ၍အုံတော်ညီဟုထင်ရ၏ အင်ငယ်များကလည်းအလေကောင်းတွေမားမက်နေသောထုံမျိုးရိုးကြီးများကိုရှခိုးဥတိုက်နေကြသည်တကယ်တော့ခင်ရလေသည်ခန်းကပြပြကလေးလဲပေါက်လာပြန်လေသည်ညီခင်ရဲ့နောင်ကြီးဖြစ်အဲ့ဒီပဒင်သာပင်ချင်းကိုလွမ်းလွမ်းသေးတော့လို့ဗိမဲ့လွမ်းလွမ်းချင်းတဲ့မနေချင်တော့ဘူးချိုးလဲမထူဘူးလွမ်းနာဖတ်တင်တာပဲခုများတော့နောင်ကြီးဟာကွယ်သွားတဲ့ပဒင်သာပင်ချင်းကိုအားကြပြီးကိုကိုကိုမလားလှအောင်ဖီလိန်ပြူပြင်းလူများရုပ်လက်အမြန်ပြီး အဝေးကမြင်ရအောင်ကောင်းကင်ကနေပြီးကိုလာကိုပြနေတော့တာပဲမျက်စိလင်းခွဲခြားတဲ့သူတွေကလွှဲရင်တော်ကြီးကိုမြင်ကြည့်ချင်းလျက်နဲ့မမြင်နိုင်ဘူးလို့ဘသူကပြောမလဲကိုင်ကိုင်တော်ကြီးကိုမငေးလို့နဲ့တချို့လုံးနဲ့အလွန်လုံးနဲ့အာအာလုံးနဲ့အော်မကြည်စမ်းကြည်စမ်းဒီခင်းလေးရပ်သွားပြန်တည် အန်းချောက်ဤတခါရင်ဘရားပြည်မြို့မြို့ရိုးအတွင်းကအနမ်းပြတ်တန်းများနေတကွာမြို့ရိုးပြင်ပရှိအင်ငယ်တို့မှာမဲနေသောတရံရှိကြလေသည်တိတ်လေတိတ်ဆိတ်လျက်ရှိကြလေသည်ဖယ်ဆောက်ဆိုသောချိန်မှာသကောင်ချိန်ဖြစ်ကြောင်းဖြစ်သောကြောင့်ဒီတို့သောသကောင်ချိန်ရောက်နေသည်မိုးခါဝင်းခါအနီးပေပြီသကောင်ထက်ဖြစ်ညမနတော်ဘူးဟုဆိုရိုးစကားရှိခဲ့တော်လေသကောင်ကျော်လင်းမူကနတ်တော်ညိသည် အနှက်လျော့၍လာရမည်သည်အနှက်လျော့လာလေအလင်းဘက်ကတဖြည်းဖြည်းအာတက်လာရပေမည်အလင်းဘက်ကအာတက်လာလေချက်ဖကြီးညာလဲအညောင်းပြေချသည့်အနေနှင့်တောင်ပံတစ်ခုကိုရိုင်းတန်းလျက်လေပင်များကိုအစင်းသာထား၍တုံမြင့်တက်သောချိန်တွင်ဤလာပေမည်ညာမကြာမီတွင် တော်ထွင်ရှိသကိုင်းများပေါ်တွင်အိတ်တန်းတကြသောတော်ချက်ဖကြီးများဖရာပြည်တွင်ရှိအိမ်ခေါဆိုးများပေါ်တွင်အိတ်တန်းတကြသောမျိုးချက်ဖကြီးတို့သည်တစ်ပြေးပြေးလင်းရင်းလင်းရလာသောရောင်ဒီကလို့ဆိုကြသောကြောင့်အစကနဦးကပင်ကြိုက်တူတူမီဟုစည်းဝေးဆုံးဖြတ်ထားသည့်ပမာတပြိုင်တည်းတွန်ချလေသည်သောကတော်တွင်ဘေဟာပြည်တွင်တို့မှာချက်ပန်ဖြစ်သတဲ့ငန်းလျက်ရှိကြလေသည် သတ္တန်တွေစုပြီးလေជីတန်တွေစုလာလေသည်ជីတန်တွေစုပြီးလေလူတန်တွေလည်းစုလာချပေသည်အရှိဘက်ကရောင်လီလည်းပေါ်ထင်လာပြီးလေပြန်၍ပင်မှိတ်သွားလေပြီအခန်းခုနှစ်တို့ရရင်ဘုရားဖြစ်ရှင်မင်းတရားကြီးမှာပုံကိုဆင်းရှိသောနတ်ပြတ်သက်ကြီးအောက်ကဤကန်းဆောင်လေဟောက်လျက်ပင်ရှိသေး၏တကားချင်းသိယုတ်ချူယုတ်ဘလူးယုတ်နဲ့ယုတ်များဖြင့်သစားစင်ထားသောတကားနီနီကြီးအဝါနိုင်တဲ့အိတ်ဖန်ဆောင်၃ယောက်တို့သည်အေးမေးပြူ ေါ်လူလူမိသောအရှိဘတ်တခွေတို့ညောင်းငေး၍နေကြလေသည်အဆောင်တော်ကိုဝန်ပြန်လျက်ရှိသောပန်းဥယင်တွင်မောကပုကလုံးနှစ်ကလေးတကောင်သည်တစ်ခတ်တရွယ်များကြားတွင်ခုံကပြန်ကတီတီတွတ်တွတ်တီချူးလျက်နေလေသည်အတားကြာလေးနေဝန်လဲရဲရင်စွာသွုံး၍ထလာလေသည်အခန်းဆောင်တော်မှပြေကြီးရှင်ဤ၆ရက်တန်ကိုကြားလိုက်ရလေသည်ထိုခါကြမှလေတကယ်မီဝအတွင် ဆောင်ရက်နေကြရသောအိမ်ဖန်ဆောင်၃ယောက်ဤမျက်နာများမှ ပြုံးသောအတွင်ကိုဆောင်ကြလေသည်။တယောက်မှပြုံး၍မဆုံးခင်ပင်တန်းဝေလိုက်လေသည်။တဖန်ခန်းဆောင်တွင်မှတပြုံးပြုံးရေချိုးတန်ကိုမရက်မနာကြရပြန်သည်။တမင်စွာဝစ်စင်ထားသောစစ်သားအစ်၃ယောက်နောက်ထပ်ရောက်လာသဖြင့်အိတ်ချင်နေကြသောစစ်သားများမှပေါ်ပါစွာထွက်ခွာသွားကြလေသည်။အသည်များလည်းတင်အားနေရာ နေရနေရများ၌နေချသည်နှင့်တပြိုင်တည်းမြပြားနှင့်သုံးပါးနှင့်၎င်းတို့နောက်ကကိုလုံးတော်၆ယောက်တို့သည်ဆန္ဒကူးနှင့်သာဒေါနာစီဝေးချိုင်သောပန်းနီနီဝါဝါပြပြတို့နှင့်တကွအချိုးပွဲရှင်ပွဲအုတ်အစ်ခွက်ဗလာကလပ်များကိုကိုစီကိုင်းကတကဏီဝါတို့ရောက်လာ၍တကားကိုခေါ်လေသည်တကားဟဲ့တွဲမှ ရန်နီယာဆက်တက်ဆင်ထားသောကြောင့်အလိုလိုပွင့်သွားလေသည်မိဖုရားငယ်တို့လည်းဝင်သွားလေသည်မိဖုရားငယ်သုံးပါးနဲ့တပါးမှခန္ဓမာသေးစား၏သမီးတော်ခန္ဓမာမင်းသမီးဖြစ်၏အခြားတပါးမှဝေဘူလာနေစားသမီးတော်ဝေဘူလာမင်းသမီးဖြစ်၏ဆယ်တပါးမှဝေဘာလာနေစား၏ပလီတော်ဝေဘာလာမင်းသမီးဖြစ်၏ရာပြည်တွင်ဒေပေါင်း80ဒီပါးလောက်ရှိပြီး ယင်းနှင်းသမီးသုံးပါးစလုံးအချောကြီးသည်ကိုရာတွင်ဘုရားပြည့်ရှင်မင်းတရားကြီးချက်ချင်းမှ၎င်းတို့သုံးပါးပေါ်နိုင်မနည်းများလေကဲဓမ္မမင်းသမီးမှပြည့်တန်သောပရမညာဆန်ခြင်းကိုညကအတနာတော်မြတ်ခံရ၏ကျယ်မင်းသမီးနှစ်ပါးမှာကတာမညပရမညာလက်ဝဲနှင့်တာမညပရမညာဓာလီတို့ကိုသာအတနာတော်မြတ်ခံရသည်အဘေသောဆိုသောကဲဓမ္မမင်းသမီးမှအကြောင်းမူပါသောကြောင့်ဒီ အင်တာနက်မှာ၎င်းတို့သုံးပါလေးကြောင့်ဖြစ်ပြည်ကြီးရှင်အားနဲ့သာတာရင်ရောက်လာကြရလေသည်ပြည်ကြီးရှင်၏အိမ်ခန်းတစ်ခုလုံးမှာရွှေချထားရာနိုင်ငံထက်ပဒိမမှာတို့ဝင်လာသောနေအောင်ကြီးများကြောင့်တထိန်ထိန်ပြောင်းလဲနေသည်၆တန်ပရပြများဖြစ်ဖလားလောက်အောင်ချမ်းချမ်းစီစီတန်းစားစင်တော့သောကလွန်ပေါ်တွင်ကကကလာဆောင်ဂတိပါကောင်းအုံးမိယုံတို့သည်ဖယိုဖယဲဖြစ်၍နေလေသည်ကြာချီရဲ့ဤအောက်ပိုင်းမှာလည်းတလုံးချင်းရင်းတွင်ပေါင်းစု၍တွဲရွေရွေ နေလေသည်နေရန်ကိုမိ၍ကလုံးငယ်ပြားလဲရှိကြသည်ကလုံးကြီးချိန်ရင်တွင်ခလုံးပေါ်ကြီးမုံကြီးပါလဲကြီးလင်းလျက်ရှိပေသည်ခန်းရှစ်မိများမယ်များဝင်လာသောအခါဘုရားသိရှင်ကြီးမှကလုံးငယ်တစ်ခုပေါ်ရင်းရှားချပစိုးပပန်းနွမ်းကိုစီး၍ကပလာကိုခြုံကဈေးငုံရင်ရှိတွင်ခန်းအင်ကြီးရစွာထိုင်ရသားနေသည်မိမိများမလာခင်ကကြည်ကြီးရှင်မှာခြေမုံပြင်ဝဲမိမိညနာ ကတိုင်ဝန်းကိုရှုနေဟန်တူပေသည်မူရင်းမျက်နာကပြုံပြုံကလေးနေသည်ရှေးမုံမျက်နာလည်းပြုံပြုံနေမီမလွယ်သည်မူရင်းမျက်နာမဲရွယ်လျက်ရင်းလေရှေးမုံကလာ၍မဲရွယ်ပေပြီးစစ်စစ်ရှေးမုံသည် သစ္စာရှိတော်ငေချွန်ကြီးသည်ရှေးမုံတွင်မျက်နာကတိုင်ကိုရှုသည်ဆိုကြီးမှ ပထဝီကတိုင်းဝုံကိုရှုသောယောဂီပုဂ္ဂိုလ်တို့ဖြင့်နမိတ်ညာချေ၍ဇံတမပတ်ကိုဝင်စားနိုင်မည်မဟုတ်ထိနေစရာထင်ကြီးစရာနှစ်ခုတွင်တစ်ခုခုဖြစ်နိုင်သည်ထိုချောင်းချေးမှုကိုအကြောင်းပြု၍ပြာပြည့်ရှင်မှာငါလဲလူပါပဲဟူ၍၎င်းတို့ဒီမဟုတ်ငါဟာအထွတ်ထိပ်လူအပေါ်ကနေတော့ပြည့်ရှင်ဘယင်မေးမြတ်တဆူပဲဟူ၍၎င်းအကြောင်းတင်ရာတစ်ခုခုကိုထင်မြင်ရနေပေပြီ တို့ရရဲမိန္ဒယာများကိုမြင်လိုက်တော့ခါပရာပြည့်ရှင်ညနာမှာအနေငယ်ရှက်ကိုရှက်ကန်ဖြစ်သွားတဲ့ကြေးချေမုံညနာပြင်ကညနာမှာလေနေငယ်ရှက်ကိုရှက်ကန်ဖြစ်သွားလေသည်ပဲနဲ့မိဒီယာများနောက်ကြတဲ့ကိုထုတ်ခါကဲနမမင်းသမီးလေးဝိ၍ခါစားနေရမှာထား၍ပြည့်ကြီးရှယ်နီးတို့ချင်းကကကပလာကိုခွာယူ၏ပြာစမတို့ ိုးမြော်ရောက်နေတာအတော်ကြာသွားပါပြီ။ညိန်ဝတ်စာခါစားနေလို့ပါမမောင်ဖျားဟုရှောက်ထားလိုက်လေသည်။ရှောက်ထားပုံမှာလည်းပြည်ကြီးရှင်ဤနှကန်းဝေကုတ်ရဲ့နေတော့ညနာနာမှရစ်ကာတီကတိုးတိုးကလေးနဲ့ပြုံပြုံကလေးဖြစ်လေသည်။ထိုကမ ြစ်ရှင်မဲလဲပြုံးကလေးလိုဖြစ်လာ၏ချေမုံမှာမျက်နာလဲပြုံးရင်းလာ၏ဒီခန်းခုမြင်းစုံလူရောချေမုံရောပြုံးကြပြီးနောက်ဝေပူလာမင်းသမီးနဲ့ဝေပါလာမင်းသမီးတို့လည်းကိုလုံးတော်များခံမဆန်ကူနန်းသားနဲ့ကိုယူပြဲမင်းညီတို့လာ၍မင်းကိုကိုလိန်ချပေးလေသည်ကန္နမမင်းသမီးကလည်းမင်းအားဒုက္ခရှိခိုးပြီးနေပြည့်ရှင်ဤသဘင်ကိုရှင်းတဲ့ တင်ကားနေလေသည်ကန္နမမင်းသမီးတဲ့စပေးများကိုရှင်းတင်ပြီးနောက်ကိုလုတ်တော်များကဆက်တလာတော်ဒေါနာစီမွေးနေမင်းစပင်ကိုလိမ့်သက်ရင်ညခုံကောင်းကောင်းမျက်တောင်ကော့ကော့မျက်လုံးဝန်းပါပြပြတခဲပပရူပြလာတော့မိမိညနာကိုခြေမုံပြင်းလိုက်ခမမောနဲ့ပြုံပြုံကလေးအနေထားပြီးတဲ့အမောင်ဖျားစပင်ဖြူတွေကလည်းနှုတ်လိုပဲမနိုင်ပါကလားဖျားကျမဖြစ်မောက်ဖျားအတွက်စိတ်မကောင်းပါမမော အိုးစပင်ဖြူရာပဲကိုစိတ်မကောင်းစရာလိုက်လို့စပင်ဖြူရာဟာစัจ जा ယင်ပြန်များဆိုက်ရောက်ပြီးမောင်မောင်ရဲ့ဖုံးတော်ကံတော်များဟာအနောက်ကတိုးတီထက်တိုးဖို့နမိတ်ခွဲနီးနီးရဲ့အော်မောင်ဖျားမှာစัจ जा ယင်ပြန်များရပြီးဖုံးတော်ကံတော်များတိုးလာတဲ့ဆိုရင်ဖျားကျမတို့မှာအတိုင်းမသိဝမ်းပျောက်ဖို့ပါပဲနှုတ်ပေတဲ့နှုတ်ပေတဲ့ဘာဖြစ်လဲဆက်စမ်းဟဲ့နှုတ်ပေတဲ့ဘာဖြစ်တယ်လဲမဆက်တရားပါစေတဲ့တော့ဖျားအိုးဘာဖြစ်လို့ဆက်ချင်တာလဲဆက်လဲဟဲ့ တတော်ချာမောင်ဖျားကမျက်တော်ရှာပြီးရာဇဝိရေးပေးပေါ်မူနေမှာ။အိုးခတ်နေပါပြီ။ဘာမို့လို့ရာဇဝိရေးပေးရမှာလဲ။မိမိကိုကိုမောင်ဖျားဘယ်တော့မှရာဇဝိရေးမပေးပါဘူး။ဆက်သားဆက်ပါနှုတ်ပေးတယ်ပါဖြစ်တယ်လေ။အော်မောင်ဖျားမှာစင်ညာဖြူလာတော့တန်ဝေကရဖို့တင်ပါတယ်လို့ရှောက်ချင်တာပဲ။အောင်မေဒါလာလက်ဆက်သက်တော့မိမိကမောင်ဖျားကိုတရားဟောနေတာကိုမောင်ဖျားတောထွက်သွားတာကြည့်ချင်တယ်ထင်တယ်။အိုးဒီလိုလဲတောထွက်ဖို့မဟုတ်သေးပါဘူးမမ။နှုတ်ဘယ်လိုလဲ။ မောင်မောင်ဖျားမှာစက်ကရင်ကျန်တွေကလည်းခြေတော်ရင်ကိုရောက်လာ ဖုံးတော်ကန်တော်တွေကလည်းတိုးတည်ထက်တိုးဒီလိုခါမျိုးများမှာတန်ဝေကယူတော်မမူပဲအတိုင်းတိုင်းပြပြတွေကိုတိမ့်ယူတော်မူရောဒီတော့တရတော်မင်းအပေါင်းတို့ကသမီးကညာလှလှကလေးတွေကိုစက်သားလာမှာပဲဒီလိုစက်သားလာရင် မောင်မောင်ဖျားဖျားကျမတို့ကိုမေ့သွားမှာပေါ့မောင်မောင်အောင်မဲမောင်မောင်စီကိုစက်ချရဲ့ဒနာတော်မရောက်တာချင်းဘူးထင်တယ်ဒီလိုလဲမဟုတ်ပါဘူးဗျာ ထင်းမလွဲတော့လွဲတော့မဘူးပါနဲ့ဗျာကျမမမောင်မောင်ကိုဒီတသက်မှာစัจ जा ယတနာကိုရတော်မူယုံမြမကဒီကဘာကုံဆုံးသွားသည့်တိုင်အောင်မောင်းတော်တပါတော်တဲ့မကွေမကွဲ ဆန်တော်မူစေခြင်းပါတယ်။မောင်ပြားဖျားကျမတို့ကိုမမေ့ဘူးသာရှောက်ရတာပါမမ။အေးပါဟဲ့မမေ့ပါဘူး။ယောက်ျားကောင်းမေမမောင်မတစ်ဖောင်းဆိုတဲ့စာဆိုရှိလို့ပါ။စာဆိုရှိရလဲဖျားကျမတို့သမီးကညာကလေးတွေမှာစွတ်စွတ်ပြီးနိုင်ရမျောရစိတ်ငြိရတော့မလားမမ။အာဟာဟာဟာမိမိကသမီးကညာလေးတွေအတွက်ကူပြောနေတာကိုမိမိကသာကူပြောနေတာတချို့မိဖုရားတွေကပြောတော့ပြောနေကြသေးတယ်။မိမိကောမပြောဘူးလား။ ပြောတော့ပြောပါရဲ့ဖေဟာစိတ်တော်မချမ်းသာပါမောင်မောင်တော်တော်တော်အနက်စောစောစီစီစိတ်မချမ်းသာဘူးဆိုတဲ့စကားကိုမောင်မောင်မချားချင်ဘူးတိတ်တော့ပြည့်ရှင်မေရန်မြမောင်ကိုကုလာဤအခန်းတစ်ဆယ်ကာယသောခန္ဓာမင်းသမီးအတန်နှင့်အောသောပြည့်ရှင်မီးအတန်တို့လည်းရက်စဲသွားပြီဖြစ်သည်ဖြင့်တကန်းလုံးတိတ်ဆိတ်သွားလေသည်ဝေပုမနှင့်ဝေပါလာမင်းသမီးတို့လည်းပြည့်ရှင်မေယောနန္ဒာရီတင်းချက်ပြီးသည်ဖြင့်ဝေလဲတော်ကိုဝေဆင်ပေ၏။နောက်သက်ပြတသိမ့်ထိုက်သောကဆိုးကိုစီးပေပြန်၏။နောက် ်အင်းသာချေတင်းကိုစီးပေးပြန်၏ခန္ဓမာနင်းသမီးမာလည်းမตายရသောမျက်နာကို ပြုံးပြင်အောင်ဆောင်ကဒေါနာစီလိမ့်သာပြီးသောပြေရှင်၏ဆက်ပင်ရှောင်းထုံး၍မောင်းတော်ပေါင်းဆင်ထက်ပေးလေသည်၎င်းနောက်ပြေရှင်မင်းလည်းဆက်ထလာသောအချိုးချင်းဖျော်ရုပ်ကိုပွဲတော်တီလေသည်ပြီးတော့ခါကိုက်နီးပြားများကြွားကြပေရောဟုဩတော်တန်ဖြင့်ပြောလိုက်လေသည်အဆက်တဲ့ကိုလိုတော်၆ယောက်တို့လည်းပွဲတော်အုံညာကိုတင်ယူရွှေရှိကထွက်လာကြသည် ပြာကလေးသုံးပါလဲခေါင်းပြာကုန်ကငါနောက်ကလိုက်၍ခလာလေးသည်ပဝါနာတို့ရောက်သောအခါကန်ငယ်ဟူကိရှင်မင်းကြီးဤခေါ်တန်းကိုချားလိုက်ရသည်ကန်မာမင်းကြီးလည်းပြုံး၍ဆောင်းတော်ကိုပြန်ဝင်သွားလေသည်ကန်မာဝင်သွားသည်နှင့်တပြိုင်နက်အိုးမောင်မောင်ဟူသောအောင်တတအတန်လေးကလေးကလည်းစစ်စရာကောင်းအောင်ကြီးလိုက် ပြန်လေသည်ထိုအခါပဝါ၌စောင်းချဲရိတ်ခဲ့သောဝေဘူးလမင်းသမီးနှင့်ဝေပါလမင်းသမီးတို့၏ပြက်လုံးကလေးများမှရုတ်တရက်ပြူးချဲသွားလေသည်သို့သောကြောက်เสียမရှိဖဲသောဆိုသောထိုအတန်မှပြည့်ရှင်မင်းတရားကြီး၏ဆောင်းတော်မှထွက်ပေါ်လာသောအတန်ဖြစ်သောကြောင့်သည်ချက်ချင်းမင်းနှင့်ခန္ဓမမင်းသမီးလည်းယုံမကလေးပမာဥရှင်ကခုံပြန်ထွက်လာ၍အဖော်မင်းသမီးဘာကိုဖတ်ကား ထပ်မံရေမောရင်ထွက်သွားကြလေသည်ကားဝရင်တကားဆောင်လျက်နေသောတကားဆောင်တယောက်မှရေကမောကသွားကြသောမင်းမင်းမျိုးကိုတစိတ်တစောင်းကြည့်ကရှင်မြင်ဖြစ်ရတာတဲပြောစရာကောင်းတာပဲဟုစိတ်ထဲကမခက်မညာမယိုသေးစွာ တွေးတော်ကနေလေ၏ပြည့်ရှင်မင်းမျိုးမကောင်းဤတွေးကိုတည်တော်မူလိုက်လေဒီတကားဆောင်ဟာဒီနေရာမှာပဲလက်ဆွဲတော်တန်လျက်တဲ့အပိုင်းခံရတော့မှအမှန်တည်း တို့ရရင်စိတ်ထဲကတွေးချင်ခြင်းမှာတွေးချင်သူတူတည်းသာလင်းသီဆွမ်းနိုင်သဖြင့်ရှင်ပြေမှာဘယ်နည်းနဲ့မှဒါနဲ့မပိုင်းတာထိုတကားသောသည်မိမိနန်းခန္ဓာဤတကိုယ်တတိများကိုများကကျေစုတင်မှုကောင်းလေသည်ခန်းစံတဲ့ခန်းတွင်တွင်ပြည့်ရှင်မင်းလဲလဲနှစ်ဖက်ကိုနောက်သို့ပြေကဆင်းချောင်းရှောင်းသည့် ကျန်ရီခဲလေးသည်ရှောင်းနေရမှခြေမုံပြင်ရှေ့တွင်ရက်ပြန်ကဖောင်းတော်ဆောက်ကိုပြင်၍ခေါင်းမုံကပဲချလိုက်တာဒီမင်းသမီးဟာငါ့ကိုမုံမုံရှိရနဲ့ချက်နေအောင်ပေါင်းသွားတယ်ထင်တယ်ဒီမင်းသမီးဟာစွကြည့်ပဲဟုတွေးရက်နေလေဤတဖန်ခြေမုံဤသို့တိုးရိတ်ကတ်ကတွန်းကလူနေတော်မိမိပါရီကိုဆက်သက်ရင်ခြေမုံကိုကြည့်ပြန်သည်ခြေမုံမှာခွာ၍စိန်နှံလျှောက်ပြန်ဤရှောင်းရင်ဤစချာရင်နာတော့ငါစီကိုလာမှာမဟုတ်ပါဘူးစားရဲမှာကလာတတ်တယ်ဆိုလို့သာငါမှအတွေးနဲ့ ဝမ်းဝမ်းနေရတာပဲလာမှာတော့ဟုတ်မယ်မထင်ပါဘူးအင်းဆန်လေးဖြူချင်လာပြီပါးရည်လေးတို့ချင်လာပြီတာဟာတေဘက်ကို နီနီလာတဲ့နမိတ်ပဲတေးရဆိုတာကတော့အမှန်ပဲတနေ့နေ့မှာတေမင်းကတော့ငါစီလာမှာပဲနေမှာမဟုတ်ကြဘူးအမမအခုမသေးခင်ရှင်မင်းဖြစ်နေလို့သားအပြားကဒူးတုတ်ချဝစ်ချရှစ်ခိုးချကြောက်ကြတာပဲငါသေသွားတဲ့အခါမှာလဲခနာတစ်ခုတောင်ငိုချယူချပူဆွေးချမှာပဲတော်တော်ကြရင်ငါ့ကိုတတိတောင်ရမှာမဟုတ်ဘူးကန္နမကတော့မောင်မောင်ကို ဤကဘာကုံဆုံးပါတိတိုင်အောင်ဘုံတော်တပါတော်ကြီးစေခြင်းနဲ့အတော်ပလီပြောတဲ့ကဏ္ဍမှာပဲတကယ်ဆိုတော့ဘာမှမလုပ်ဘဲနေရင်မိုးကြောင်ရွှေကိုလိုဘဲကဘုံတော်ကြီးကရောက်လာမှာလေအင်းတခုခုကိုတော့လုံးမှာပဲမနဲ့ညီတာခံမှာမူမတ်တွေနဲ့စီမံမယ်ဟူတွေးနေတဲ့ဒီလေးဒီရင်းထုတ်လျင်ပြည့်ရှင်ကြီးဒီတွေးလျက်စင်ချန်ရှော့ ရှောင်းရင်တွေးကနေရအတန်ချာလင်းဘို့စီတော်ကြီးလည်းပြေလုံးတိမ်သွားအောင်ညီဟိန်းလိုက်သည်။တရားပြည့်ရှင်လည်းဆောင်းတော်မှထွက်ခွာရန်ပြင်ဆင်နေသည်။ခံဆက်တော်နန်းတော်ဆောင်ဝဲယင်းသမီးများကတရားပြည့်ရှင်အားအမွေနန်းသာတာနေကြသောချိန်တွင်ဘုရားရွှေပြည်တော်တွင်ရှိအမတ်ချုပ်ကြီးပြီးကျော်ကောင်း၏အိမ်ခန်းတွင်ဝင်းကတော်ကြီးပြီးဝင်းကြီးချုပ်စားတော်ရန်စပူတပြေတိပယ်များကိုအခွန်ထား၏နေသည်။အပီတော်တိညာကိုလည်းဝင်းကြီးကဝါစာလျက်နေလေသည် ဲနဲ့မောင်မောင်ရဲ့စာမချောင်းချောင်းစားစမ်းမစဉ်းစားကတဲ့ကြီးတာကို ဟောရော့ရော့ဒီလုံးကလေးကိုစားတော်မူလိုက်ပါ။တီးချောကလည်းတတိကုန်လန်းယူကပစတ်သေးတို့ထဲယူတဖြည်းဖြည်းစားရင်းမျိုးရင်ဒီကနေ့ရရစားလာပြတ်တားလာမိမိငယ်ဒီနေ့လာအိုးစာမသာစားတော်မူပါဦးမဟုတ်ဘူးမိမိရဲ့ များကအိမ်ဘက်ကလည်းတင်မကောင်းဘူးဒီမနက်မြကုံးများလည်းတင်လို့တင်မင်းခါစားဆိုတာမျိုးဟာတင်ခတ်တာပဲကန္နာတစ်ပင်နဲ့ကွယ်အိုးမမောင်ကလည်းအိမ်မက်တို့မြကုံးလှုပ်တာတို့ကိုသာမှုထားနေတာပဲမဟုတ်ပါသည်တခါလည်းမဟုတ်ခဏခဏအိမ်မက်မက်ခဏခဏမြကုံးသုံးနေတာပဲ ောက်ပြီးတော့ဘာမှထူးခြားတာလည်းမဟုတ်ဘူးသူဟာသူဖြစ်စင်ရဖြစ်လိမ့်မပေါ့လက်ခတွေးရည်နဲ့ပူပန်နေတာကိုပူပန်စရာရီရှားလို့လားဒီလမှာဘေးဒီလည်းမမေးရသေးဘူးဒါပြန်ပြီးဘေးဒီမေးလဲဘေးဒီစရာကအကောင်းကြီးဟောတာပဲမဟုတ်လားညနေခါမြမှာလဲရေတရားအပြုတ်ခိုင်းတာပဲမဟုတ်လားစစ်စစ်မှာတော့ရှင်မင်းကိုသာမြောက်ပေးပြီးပြောပါဘာမှဘေးမဖြစ်နိုင်ပါဘူးအခုကြီးပွားနေတာဟာရှင်မင်းကိုမြောက်ပေးပြီးပြောနေလို့မဟုတ်လားမမောင်ငယ်အမလီရှင်ပြင်းကပေးတဲ့အပါအနက် ကြီးမြောက်ရတဲ့မြင်းကြီးနဲ့အော်မောင်မောင်နဲ့ရှင်ပြင်းကြိုက်ကိုလိုက်ပြောရတာဟာလွယ်တာမှမဟုတ်ပဲအနုရှင်ပြင်းကိုမြောက်ပင်ပြောဖို့ငငယ်ကလေးကပညာရည်တင်လာခဲ့ရမဟုတ်လားတော်ယုံတော်ယုံပညာနဲ့လည်းရှင်ပြင်းကိုပဲမြောက်တတ်ပါမလဲမောင်မောင်ကအေးငါပညာတင်လာရည်ဟာနောက်ဆုံးကြတော့ရှင်ပြင်းကိုမြောက်ပြောဖို့ဖြစ်နေပါပေါ့လားအိုးမောင်မောင်ကခုမှတွေးမိသလားအနုရှင်ပြင်းကိုကအမြောက်ချိုင်းနေရောပဲနဲ့လုံးမလဲ သူမကြိုက်အောင်လုပ်ရင်လေသူကတက်ပြင်းမှာတက်တချောင်းဆိုတာရနိုင်ခဲ့ပြီချင်းသူကြိုက်ကိုသားညောင်ပြောပါနောက်တော့မှကိုလုတ်ချင်တာကိုလုတ်တာပေါ့ဒါမှလူလိမ္မာလို့ခေါ်တယ်ကဲကဲဒါကလေးကိုစားလိုက်ပါဦးဝိုင်းအောင်ကလေးတဲချိုမယ်တီးကြောကောင်းလေတဖြည်းဖြည်းဝါဆောင်ရင်ကောင်းကုန်ဤရင်းနောက်ထိုင်ရမထားပြီးရင်ဖွင့်ထားသောပတင်းပေါဝါစီတို့သွားရင်အေးမြော်ကနေလေသည် ဆရာဇော်ကြီးရဲ့ဝိတုတို့ပေါင်းချုပ်အပိုင်းတွေကိုဖတ်ပြလိုပြီးပါပြီရှင်။သောတိနာစင်ပြည့်တဲ့ဂျေဇုဓမ္မရဲ့ရှင်။